။ဟိုးတုန်းကရွာတရွာရဲ့အနီးဥမြင့်ကြီးတို့ခုတာခြားတဲ့နေရာမှာအသီးအပွင့်တွေဝေးစားနေတဲ့တရက်ပင်ကြီးတပြင် ရှိတဲ့။အဲ့ဒီတရက်ပင်ကြီးရှိရာစီကိုရွာတဲကကလေးလေးတယောက်ဟာနေတိုင်းနေတိုင်းကိုမြင့်ကျဲကြီးကို ဖြတ်ကျော်ပြီးတော့လာရောက်ဆော်ကစားလို့တရက်ပင်ပေါ်မှာပြေးလွှားတရက်သီးတွေကိုစားနေတရက်ပင်ကြီးနဲ့အတူနေ့စဉ်နေ့စဉ်ပျော်ရွှင်စွာကစားနေခဲ့ကြတဲ့ 6နှစ်လောက်ကြာလာတဲ့တနေ့မှာတော့ကလေးလေးဟာတရက်ပင်ကြီးရှိရာစီကိုမရောက်လာတော့ဘူးတရက်ပင်ကြီးခမရလဲကလေးလေးလာနိုးလာနိုးနဲ့ကိုမြင့်ကျယ်ကြီးစီကိုတနေ့ကိုမျောငေးရင်းနဲ့ပဲကလေးလေးကိုလွှမ်းဆွတ်နေခဲ့ရတယ်အဲ့ဒီလိုလွှမ်းဆွတ်နေရတဲ့ရက်တွေကြာညောင်းလာတဲ့တနေ့မှာတော့မထင်မှာဖဲနဲ့ရုတ်တရက်ကလေးလေးရောက်လာခဲ့ပြန်တယ်ဘာလို့မရောက်လာခဲ့တာလဲလူလေးမင်းကိုငါအနေတိုင်းမျောနေခဲ့ရတာမင်းမရှိတဲ့အချိန်တွေမှာ ငါမနေတတ်ဘူးမင်းမှာဘာတွေဖြစ်နေလို့လဲလို့တရေပင်ကြီးကမေးလိုက်တော့ကျွန်တော်ကြောင်းတက်နေရပြီတရေပင်ကြီးအခုကျွန်တော်မှာကြောင်းတက်ဖို့လွယ်အိတ်တွေစာအုပ်တွေစာရေးကိရိယာတွေလိုနေပြီကျွန်တော်ဘယ်လိုလုပ်ရမလဲဒါကြောင့်ကျွန်တော်တရေပင်ကြီးစီကိုမလာတာပါလို့ပြောလိုက်တာပေါ့အဲ့တော့တရေပင်ကြီးကဩကလေးရငါမှာလွယ်အိတ်တွေစာအုပ်တွေစာရေးကိရိယာတွေတော့ဖယ်ရှိမှလဲ ဒါပေမဲ့မင်းမပူပါနဲ့ငါရဲ့အဖူပွင့်တွေကိုမင်းကူသွားပြီးရင်သွားရောင်းရောင်းရတဲ့ငွေနဲ့မင်းလိုတဲ့လွယ်အိတ်တွေစာအုပ်တွေဝယ်ဖို့လို့တရက်ပင်ကြီးကပြောလိုက်တော့ကလေးလေးဟာဝမ်းသာအားရနဲ့တရက်ဖူးတရက်ပွင့်တွေကိုခူတာပေါ့တရက်ပင်ကြီးကလည်းပဲជីជីပြူပြူနဲ့ခိုင်းတွေကိုညှို့ပေးတဲ့ဖူးပြီလို့ပြန်တဲ့အခါတရက်ပင်ကြီးကမှားလိုက်တယ်မင်းလိုသေးရင်လာခုလဲပါကလေးငါစီကိုတော့နေတိုင်းလာပါကွယ် မင်းကိုမမြင်ရရင်ငါမပြောရွှင်ဘူးဒီလိုနဲ့တရက်ပင်ကြီးစီကအပွင့်တွေကိုခူရအောင်ပြီးတော့ကလေးလေးဟာနေ့စဉ်လာခဲ့တယ်နေလေးအတော်ကြားလာတဲ့အခါကလေးလေးဟာတခါရုတ်တရက်ကြီးတရက်ပင်စီကိုဘောမလာပြန်ဘူးဒီတော့လေတရက်ပင်ကြီးကလည်းပဲကွင်းမင်းကြီးစီကိုမျောပြီးတော့မပြောရှာပြန်ဘူးပေါ့မျောငေးဆွေးနေရင်လည်းပဲတနေ့ကလေးလေးကတခါရောက်လာပြန်တယ်မင်းငါးစီပါလို့မလာပြန်တာလေ ငါမှမင်းလာကပဲမျောနေရတာမင်းမှဘာအခက်ခဲကြီးရှိပြန်လို့လဲလို့တရက်ပင်ကြီးကမေးလိုက်တော့ကျွန်တော်တက္ကသိုလ်ဆိုတဲ့ကျောင်းတော်ကြီးကိုတက်တော့မယ်ကျွန်တော်မှဆိုင်ကယ်တွေစာအုပ်ဖူးတွေစားစိတ်ငှားစိတ်တွေအများကြီးလိုနေတယ်တရက်ပင်တရက်ဖူးတရက်ပွင့်တွေလောက်နဲ့မရတော့ဘူးယာတရက်ပင်ကြီးကဒါများကွယ်ငါရဲ့အဖူးပွင့်တွေနဲ့မလောက်ရင်ငါရဲ့အသီးတွေပါ ရောင်းဖို့ခလေးရဲ့ကဲငါအသီးတွေကိုခါချပေးမယ် မင်းပြန်တော့ကောက်သွားခုတော့တို့ဆော်ကစားရအောင်ဆိုဆိုပြီးတော့လူငယ်လေးနဲ့သေပင်ကြီးဟာပျော်ရွှင်စွာဆော်ကစားနေကြတဲ့တည်းပြီးတဲ့အခါမှာတော့တရသီးတွေကိုကောက်ပြီးတော့လူငယ်လေးကပြန်သွားတာပေါ့အဲ့ဒီလိုနဲ့လူငယ်လေးဟာငွေလိုလိုက်တရသီးတွေလာကူလိုက် ရောင်းလိုက်တက္ကသူကြောင်းသွားလိုက်နဲ့နေလာခဲ့ရမှာတခါမှာတော့ထုံးစံအတိုင်းလူငယ်လေးဟာတရက်ပင်ကြီးစီမရောက်လာခဲ့ပြန်ဘူး ။ဒေပင်ကြီးကလည်းပဲထုံးစံအတိုင်းလူငယ်လေးလာရကွန်းမြင့်ကြီးကိုမျောပြီးတော့လူငယ်လေးကိုပဲလွှမ်းဆွဲနေပြန်တယ်။အတန်ကြာသွားတဲ့ဒီနေ့မှာတော့လူငယ်လေးဟာမျက်နှာကိုအောက်ချလို့စိတ်တော့ကရင်းနဲ့သရေပင်ကြီးစီရောက်လာခဲ့ပြန်တယ်။ဒေပင်ကြီးကလည်းလူငယ်လေးရောက်လာတဲ့ဆိုရင်ပဲအားရဝမ်းသာနဲ့တရရရတွေနဲ့ရက်ခတ်ပြေးတာပေါ့တရဖူးတရသီးတွေကြွေးစရာမရှိတော့ပေမဲ့မင်းအတွက်တော့ငါအေးမြတဲ့အရေးနဲ့ အေးမြတဲ့လေလေးတွေပေးနိုင်ပါသေးတယ်ကွယ်လို့လာငါပင်မတက်ငါနဲ့ဆော်ကစားကြစို့လို့ပြောတဲ့ကျွန်တော်မဆော့ကျင်တော့ပါဘူးတရပင်ကြီးရဲ့ကျွန်တော်မှချစ်သူရှိနေပြီအဲ့ဒါသူနဲ့မင်္ဂလာဆောင်ဖို့နောက်ကျွန်တော်တို့အတွက်နေစရာအိမ်လေးတစ်လုံးဆောက်ဖို့ကျွန်တော်မှငွေလုံးနေတယ်ငွေမရှိရင်ကျွန်တော်ချစ်သူနဲ့ကျွန်တော်နဲ့ခွဲရမှာလို့ပြောပြီးတော့လူငယ်လေးကမှိုင်းနေရှာတဲ့ဒီတော့တရပင်ကြီးကလည်းစိတ်မကောင်းစွာနဲ့ငါမှအဖူးပွန်လည်းမရှိတော့သလို့ အသီးတွေလည်းမရှိတော့ဘူးဒါပေမဲ့ငါမှာတရေခိုင်းနေရှိတယ်လေကွယ်ငါခိုင်းနေကိုမင်းခုတ်ဖြတ်ပြီးထင်းလိုတဲ့သူတွေစီသွားရောက်ပေါ့မင်းအိမ်ဆောင်ဖို့လဲအသားတွေစိတ်လိုက်ပါမင်းမင်္ဂလာဆောင်ဖို့အိမ်ဆောင်ဖို့တော့ရမှာပါလို့ပြောလိုက်တဲ့လူငယ်လေးရလည်းပဲချက်ချင်းအားရဝမ်းသာနဲ့တိခုတ်သူတွေကို ခေါ်ပြီးတော့တရေခိုင်းရဲ့အကိုင်းအခက်တွေအားလုံးကိုဖြတ်ပြီးတော့ယူသွားတာပေါ့တရေပင်ကြီးကတော့မှားလိုက်သေးတယ်လူလေးမင်းငါးစီကိုတော့ နေတိုင်းလာပါကွယ်မင်းမလာတဲ့ရက်ဒီဆိုငါစိတ်မပြေပါဘူးလို့တရက်ပင်ကြီးကလှမ်းပြောလိုက်ရှာသေးတယ်ဒါပေမဲ့လူငယ်လေးကတော့တရက်ကိုင်းနေရောင်းပြီးမင်္ဂလာဆောင်လို့ပြောနေတာပေါ့တရက်ပင်ကြီးစီဘဲလာနိုင်မလဲတရက်ပင်ကြီးခမရာနေတိုင်းလာနိုးလာနိုးနဲ့မျောနေရင်နဲ့၆တွေ့လာနေတာပေါ့အဲ့ဒီလိုနဲ့နေလာခရင်တနေ့မှာတော့လူကြီးတယောက်ဟာတရက်ပင်ကြီးစီကိုရောက်လာပြန်တယ်တရက်ပင်ကြီးက မင်းမလဲဦးလာပါဘောလားငါလဲမင်းလာကိုမျောရင်းနဲ့ပဲအသက်ရှင်းနေရတာပါခုတော့မင်းလာပြီမဲ့ငါမှအဖူးပွန်နေလည်းမရှိ အသီးတွေကလည်းကုန်အကန်းခက်တွေကလည်းမရှိတော့မင်းစားစရာလည်းမကျွေးနိုင် အရေးလည်းမပေးနိုင်အရွက်မရှိတော့ရက်လည်းခတ်မပေးနိုင်တော့ဘူးအဲ့ဒါတွေအတွက်ငါစိတ်မကောင်းဘူးကွယ်ဒါပါငါရဲ့ပင်စီနာလာပြီးတော့ပြီးရနေပါမင်းတကူစားတော့ငါအရေးပေးနိုင်ပါသေးတယ်လို့ တရက်ပင်ငုတ်တူကြီးကပြောတဲ့ဒီတော့လေလူကြီးကတရက်ပင်ငုတ်တူကြီးကိုမှုပြီးတော့နေရင်တရက်ပင်ကြီးကျွန်တော်မှာသားတွေသမီးတွေနဲ့လောက်ကင်စားရတာအဆင်မပြေဘူးဗျာအဲ့ဒီစီးပွားရေးလုပ်ဖို့ကျွန်တော်လှေလေးတစ်စီးရကျင်တာကျွန်တော်မှာလည်းငွေကမရှိနိုင်ဘူးကျွန်တော်စိတ်တွေသိပ်ပြီးတော့စိတ်ညစ်နေစိတ်ဆင်းရဲနေရတယ်လို့ပြောတဲ့ဒီတော့လေတရက်ပင်ကြီးကငါမှလည်းရောင်းလို့ရတာမရှိတော့ဘူးဒါပေမဲ့ မင်းကလှေလေးတစ်စင်းလူတယ်မဟုတ်လားဒါဆိုရင်ငါအပင်ငုတ်တို့ကိုအမြင်နာကနေလှဲပြီးတော့မင်းလှေလေးတစ်စင်းရအောင်ထွင်းရင်ရနိုင်တယ်မဟုတ်လားမင်းအဆင်ပြေဖို့အရေးကြီးတယ်မင်းအဆင်မပြေဘူးဆိုရင်ငါစိတ်မချမ်းသာရဘူးသွားသွားသမားတွေသွားကောငါ့ကိုအမြင်နာကနေလှဲလိုက်ငါလည်းကြီးပါပြီငါအတွက်မလူတော့ပါဘူးလို့ပြောတော့အဲ့ဒီလူဟာကြားနေတဲ့တရက်ပင်ငုတ်တို့ယူလှဲပြီးယူသွားတဲ့တရက်ပင်ကြီးခင်ဗျာ အမြင့်ဆုံးဒုံကြီးပဲကြံတော့တာပေါ့ပြောင်းသွားတဲ့လူရဲ့နောက်ကျောကိုကြည့်ပြီးတော့သူလေးမကြမကြငါစီတော့လာခဲ့အောင်တော့လို့မှားလိုက်သေးတယ်ဒါပေမဲ့လူကြီးကတော့တရက်ပင်ကြီးစီရောက်မလာပြန်ပါဘူးတရက်မြင့်ဆုံးကြီးဟာနေဘူးတန်ကိုကြံ့ညာခံရင်းနဲ့သူ့လူကိုသာသူမျောနေတယ်နှစ်တွေကြားလာပြန်တဲ့တနေ့မှာတော့ကောင်းမွေးတွေဆွတ်ဆွတ်ဖြူးနေတဲ့လူကြီးတယောက်ဟာတရက်ပင်ကြီးစီကိုတစ်ခါရောက်လာခဲ့ပြန်တယ် တရမြေစုံကြီးကငါစီမင်းရောက်လာတာငါတိတ်ပြောတာပဲငါမှမင်းကိုအသီးတွေလည်းကြွေးစရာတော့မရှိတော့ဘူးအရွက်တွေနဲ့လည်းရက်ခတ်မပေးနိုင်တော့ငါစိတ်မကောင်းဘူးကွယ်မင်းကိုငါအရေးတွေမိုးမပေးနိုင်တာလဲငါခံစားရတယ်လူလေးရဲ့လို့ပြောတယ်ဒီတော့အဲ့ဒီလူကြီးကကျွန်တော်တိတ်မောပန်းနေပြီတရပင်ကြီးရဲ့တရမြေစုံနှုံးကြီးမှာငါမှကြွေးစရာပေးစရာမရှိတော့ပေမဲ့လူလေးမောနေရင်ငါအမြင့်ဆုံးလေးပေါ် ေါင်းလေးတင်ပြီးအိတ်ဆက်အနားယူပါလားကလေးလို့ပြောလိုက်တော့အဲ့ဒီလူကြီးဟာတရက်မြစ်ဆုံကအမြင့်ဆုံးကြီးပေါ်မှာခေါင်းအုံးပြီးအိမ်မောကျသွားတဲ့မိဘတွေရဲ့ဘဝဟာလဲဒီတရက်ပင်ကြီးလို့ပါပဲဥဝဲဆိုပြီးလူလောကထဲရောက်လာတဲ့သာသမီတွေကိုကြည်မဝရှုမဝနဲ့နေလာခရင်6နှစ်လောက်ရောက်လာတဲ့အခါကြောင်းထားဖို့ကြောင်းပူရလို့ခွဲခွာရတဲ့အခါမိဘတွေရင်ဆနာခဲ့ရသလိုအပေါ်ရန်ငွေလေးတွေလည်းပဲ ကလေးမုံဖို့ကြောင်းမုံဖို့လွယ်အိပ်ဖို့စောက်ဖို့နဲ့စသုံးကြရတာမဟုတ်လား။နောက်မြို့သွားပြီးတက္ကသိုလ်ဆိုတာကြီးတက်တော့ဆိုင်ကယ်ဖို့ကြောင်းစရိတ်နေစရိတ်နဲ့အကုန်များလာတော့စုထားတဲ့ငွေနဲ့မိဘတွေနေစဉ်ရှာတဲ့လူအားကမလောက်တော့ရှိတာလေးတွေရောင်းထုတ်ပြီးတော့ပေးကြရပြန်တယ်မဟုတ်လား။တက္ကသိုလ်ဆိုတာကြီးတက်ပြီးလို့အိမ်တော်မြို့တော့မယ်ဆိုပြန်တော့မင်္ဂလာဆောင်ပေးရ၊ဦးခွဲပေးရ၊အိမ်ခွဲပေးရအရင်အနည်းတွေထုတ်ပေးရနဲ့ မိဘတွေရဲ့ပစ္စည်းဥစ္စာတစိမ့်ဒေသတွေခွဲပေးလိုက်ရတယ်။ရဲပင်ကြီးဟာအကိုင်းခက်တွေကိုပေးလိုက်ရတယ်လို့ပါပဲ။မိဘတွေကတော့သားသမီးတွေလာနို့လာနို့နဲ့မျှော်ကိုပြီးပဲအသက်ရှင်နေကြရတယ်။အပူတွေ့မှသာမိဘအိမ်ကိုလာတတ်တဲ့သားသမီးတွေကျမ်းမာရေးစတဲ့အရေးကြောင်းတစ်ခုကိုပေါ်လာတဲ့အခါမှာတော့မိဘတွေဟာကြားနေတဲ့အိမ်လေးဝိုင်းလေးတောင် ပေါင်းနှံပေးလိုက်ကြတော့တရက်ပင်ငုတ်တူလူလှေထွန်းယူသွားဖို့ပေးလိုက်ရတယ်လို့ပဲမဟုတ်လား။နောက်ဆုံးတော့ မိဘတွေဟာတရက်ပင်ကတိမြင့်ဆုံတုံးကြီးလိုသားသမီးတွေကို မျောရင်းလွှမ်းရင်းနဲ့ပဲหนีခဲ့ရရှာတယ်။ဘာမှမရှိတော့တဲ့အခါမသွားမလာနိုင်တော့လို့ဂရင်းမောမှာနေနေရတဲ့အချိန်မှတောင်းသားသမီးတွေကို မျောနေရင်းနဲ့သားသမီးတွေရောက်လာတဲ့အခါမိဘတွေဘာရှိလဲရှာစားသွားဆိုပြီးတော့ဂရင်းလေးဘောကနေပြောလိုက်ပါသေးတယ်။အားလုံးအားလုံးမိဘမေတ္တာကိုပြန်လဲသတိရနိုင်ကြပြီးမိဘဂျေစုဆန့်နိုင်သူများဖြစ်ကြဖို့ရအတွက် ြည်ရွယ်ပြီးတော့ပြောဆိုလိုက်ရပါတယ်အားလုံးအားလုံးမိဘကျေးဇူးစနိုင်သူများဖြစ်ကြပါစေ။